တချို့လူတွေကတရုတ်ဂျပန်စစ်ပွဲထပ်ဖြစ်လာရင်ဂျပန်ဘက်ကတစ်စပောက်တွေအများကြီးပေါ်လာမယ်လို့သိချပောက်ပြောကြပါတယ်။စစ်တိုင်းမဲ့ဂျပန်စစ်သားအရေးတွက်ထတောင်းတစ်စပောက်တွေပိုပြီးများနိုင်တယ်လို့ပြောခဲ့ကြပါတယ်။တရုတ်လူမှုကွန်ရက်သုံးဆက်သူတချို့ကစိုးရိမ်စိတ်တွေဝင်လာခဲ့ကြပါတယ်။ဒီလိုမျိုးမဲဆွဲစစ်တမ်းတွေကိုပြုလုပ်တာဖြန့်ဝေတာဟာပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်လို့သူတို့ကစိုးရိမ်ကြတာပါ။အနာဘိုင်တွေကသူတို့ကိုခေါ်ယူစစ်ဆေးလာနိုင်တယ်လို့လည်းထင်ခဲ့ကြပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ကလည်းရှင်းလင်းပြတ်သားတဲ့စီးရေးချင်းချောင်းမှုတွေပေးခဲ့ပြီးတဲ့နောက်မှာတော့ဂျပန်ဝန်ကြီးချုပ် စာနာတက္ကဟူချီက CCB ကိုခိုင်းပါစွာစန့်ကျင်ရပ်တည်ခဲ့တဲ့အတွက်သူ့ရဲ့လူကြိုက်များမှုကပိုပြီးမြင့်တက်လာခဲ့ပါသည်။မကြသေးခင်ကကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးပွဲမှာလည်းတက္ကဟူချီကတန်တမန်ရေးရာမှာအရန်ကိုတက်ကြွခဲ့ပါသည်။သူကကမ္ဘာခေါင်းဆောင်25ဦးနဲ့ကိုယ်စားလှယ်တွေနဲ့နှုတ်ဆက်စကားပြောခဲ့ပါသည်။ဒါပေမဲ့တရုတ်ဝန်ကြီးချုပ်လီချန်နဲ့တော့လုံးဝအဆက်အသွယ်မလုပ်ခဲ့ပါဘူး။ဂျပန်တန်တမာတူကတော့သူမဟာလူတွေကိုနှုတ်ဆက်ရတာကိုနှစ်သက်တဲ့အကြောင်းသီးသန့်ပြောခဲ့ပါရီ သူနဲ့တွေ့ကျင်တဲ့ခေါင်းဆောင်တွေကစိတ်ရင်ကိုအစင်းသင်းယူလာခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။ဂျပန်ရဲ့တရုတ်နိုင်ငံဆိုင်ရာမူဝါဒနဲ့နှိစတဲ့သတင်းအရင်းမြစ်တွေအဆိုအရဂျပန်ဟာတရုတ်အရာရှိတွေနဲ့ဆွေးနွေးပွဲတွေလုပ်ဖို့မလိုချင်ဘူးလို့လည်းသိရပါတယ်။သူတို့ကတရုတ်ဘာသာစကားစကားပြန်အောင်ခေါ်မလာဖို့ရွေးချယ်ခဲ့ပါတယ်။ဝန်ကြီးချုပ်တကာဝချီက CCP ကိုထပ်မံပြီးပေါ်ပေါ်တရင်လစ်လူရှုခဲ့တာပါ။ဒါက CCP ရဲ့ဂုံတိတ်ခါနဲ့မာနာကိုထိခိုက်စေခဲ့ပါရဲ့။ဒီလိုမျိုးတုံ့ပြန်မှုကြောင့်ပေကျင်းကတရုတ်ပြည်တွင်မှာဂျပန်စန့်ကျင်ဝါဒဖြန့်မှုတွေကိုတုံ့ပြန်ခဲ့ပါရဲ့။ ဒီအခြေအနေကြောင့်ပဲလူတွေကဂျပန်စန့်ကျင်ဆန္ဒပြပွဲတွေပြန်ဖြစ်လာမှာအစိုးရင်လာကြပါတယ်။တချို့ကတော့2012ခုနှစ်ရှီအန်မြို့ကအကြမ်းဖက် Ulock တိုက်ခိုက်မှုတွေလိုမျိုးထပ်ဖြစ်လာမှာကိုလည်းကြောက်ရွံ့နေကြပါတယ်။အဲ့ဒီတုန်းကဆန္ဒပြသူတွေဟာလေးလံတဲ့တောကလောက်တွေကိုတုံပြီးကားတွေကိုရိုက်ခွဲခဲ့တယ်လို့လူတွေကလည်းဒဏ်ရာရစေခဲ့ပါတယ်။ဒါပေမဲ့လည်းဒီဒီချိန်မှာတော့ပြည်သူလူထုရဲ့တုံ့ပြန်မှုကမျှော်လင့်ထားတာထက်အများကြီးအားနည်းနေခဲ့ပါတယ်။တချို့လူတွေကတော့ဂျပန်ကတရုတ်ကိုထပ်မံကျူးကျော်လာရင်တော့ ။တမန်လူတွေကတစ္ဆေပေါက်အလွယ်တကူဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ရှင်းပြပါရယ်။ဘောဇာအာနာရှိတဲ့သူတွေနဲ့အချိန်ဆက်ရှိတဲ့သူတွေသာဒါမျိုးလုံနိုင်မယ်လို့ပြောခဲ့ကြပါရယ်။နောက်ထပ်သုံးဆက်သူတို့ကခစ်တစ္ဆေပေါက်ဆိုတာဟာဘာလဲဆိုတာရှင်းပြခဲ့ပါရယ်။တစ္ဆေပေါက်ဆိုတာဟာပြည်သူတွေကိုလှည့်စားတဲ့သူလို့ပြောခဲ့တာပါ။ဒီလူကလူတွေရဲ့ကဘာကိုမြင်တဲ့အမြင်ကိုလိန်ညာလှည့်ပြားခဲ့တယ်လို့လည်းပြောခဲ့ပါရယ်။သူတို့ကအဲ့ဒီလူဟာပြည်သူတွေကိုအရေးသွေးညံပြမိအနေရရှိတဲ့ပညာရေးတွေပေးနေတယ်လို့လည်းပြောပါရယ် အဲဒီသစ္စာပေါလို့လူကပြည်သူတွေကိုတီးနှံလို့သဘောထားပြီးအချင်းချင်းရိတ်သိမ်းတယ်လို့လည်းပြောခဲ့ပါတယ်။ဒီလိုလူမျိုးကိုခေတ်သစ်သစ္စာပေါလို့ခေါ်ဆိုပြီးတခြားသူတွေကိုလည်းသူတို့သဘောတူသလားလို့မေးခဲ့ပါတယ်။မှတ်ချက်ပေးတဲ့နေရာမှာတော့ဒီအမည်အပေါ်ချီကျူးထောက်ခံမှုတွေပြည်နေခဲ့ပါတယ်။သုံးဆဲသူအများပြားကဒီ post ကိုသဘောကျကြပြီးပြင်းပြင်းထန်ထန်လည်းသဘောတူခဲ့ကြပါတယ်။တကယ်သစ္စာပေါတွေကဘသူတွေလဲဆိုတာကိုလူအများစုသိရှိနေပြီးသားဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းသုံးဆဲသူတို့ချို့ကတော့ပန်းရောင်လေးများလို့ခေါ်တဲ့အဖွဲအတွက်စိုးရိမ်နေကြပါတယ်။ သူတို့ကဒီလူတွေကိုပါတီကလက်ညှိုးထိုးပြတဲ့ဘသူခုမဆိုမုံတီးတဲ့အစွန်းရောက်မျိုးချစ်တွေအဖြစ်ဖော်ပြခဲ့ကြပါတယ်။2012ခုနှစ်ယူလော့တိုက်ခိုက်မှုရဲ့အမှတ်တရရစရာတွေကတရုတ်နိုင်ငံမှာရှိတဲ့ဂျပန်ကားပန်းရှင်အများပြားကိုလည်းဆက်လက်ကြောက်ရွံ့စေခဲ့ပါတယ်။တချို့ဆိုရင်လုံခြုံရေးအတွက်သူတို့ရဲ့ Honda ကားနာမည်ကို China Honda လို့တောင်ပြောင်းလဲခဲ့ကြပါတယ်။တခြားသူတွေကတော့ CCP ရဲ့ဂျပန်စန့်ကျင်ဝါဒဖြန့်မှုကိုပုံဝင်တယ်လေဝေဖန်ခဲ့ကြပါတယ်။အများပြားကအွန်လိုင်းပေါ်မှာလှောင်ပြောင်းခဲ့ပါတယ်။တုံးဆွဲသူတို့ချို့ကလှောင်ပြောင်းတဲ့မှတ်ချက်တွေပြီးခဲ့ပါတယ်။ ဝန်ကြီးချုပ်တကောက်ကြီးဟာချက်ချင်းတောင်းပန်တဲ့နယ်လို့လည်းပြောခဲ့ပါတယ်။လူတွေကဒီလိုမျိုးအဆုံးမရှိတဲ့အုံနောက်စေခံရမှုတွေကိုပင်ပန်းနေပြီလို့လည်းပြောပါတယ်။သူတို့ဟာငယ်စဉ်ကတည်းကဒီလိုမျိုးဒေါသထွက်နေတဲ့စောင်းမမျိုးယာနဲ့ချီထောင်းနဲ့ချီမြင်တွေ့ခဲ့ရပြီဖြစ်တယ်လို့လည်းပြောပါတယ်။နေစနေတိုင်းအသည်တွေထပ်မံထွက်ပေါ်လာပြီမြင်လေဘသူမှစိတ်ဝင်စားတော့ဘူးလို့ပြောခဲ့ကြပါရည်။တခြားသုံးဆွဲသူတွေကတော့စစ်ပွဲကဗမာလေးလို့မိကုန်ထုတ်ခဲ့ပါရည်။ဝီဘိုးနဲ့ဒုံရင်းမှာတော့အဟိတန်တွေဆက်လက်ပြင်းထန်နေသေးပါ။ လူတယောက်ကလေရင်စင်သက်ဖို့တကြလုံးစောင်းဆိုင်ခဲ့ရတယ်လို့ပြောပါရယ်။လေရင်ဘေးကင်းစွာစင်သက်ပြီးမှပဲအိတ်ခဲ့ရတယ်လို့ဆိုပါရယ်။ဒီလေရင်ကတော့2022ခုနှစ်အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီရဲ့ထိုင်ဝမ်ခီးစဉ်ကိုရည်ညွှန်းတာပါ။အဲဒီချိန်တရုတ်ကသူ့ရဲ့လေရင်ကိုပြစ်ချမယ်လို့ချိန်ချခဲ့ပါရယ်။သူစင်တဲ့နေ့ဟာတရုတ်ကထိုင်ဝမ်ကိုအင်အားသုံးပြီးပြန်လည်ပေါင်းစည်းမယ်နေဖြစ်လိမ့်မယ်လို့လည်းပြောခဲ့ပါရယ်။နောက်ဆုံးမှာတော့ပလိုစီဟာပြဿနာမရှိပဲခီးစဉ်ကိုအဆုံးသတ်နိုင်ခဲ့ပါရယ်။ဒိုဝင်းဘော့ကတရုတ်သုံးဆွဲသူတွေဟာအမျိုးမျိုးသောတုံ့ပြန်မှုတွေကိုပြသခဲ့ပါရယ်။ သုံးဆဲသူတူကတော့ကြည်ရတာပြီးပြီဖြစ်လို့ဖုန်းပိတ်ပြီးအိတ်လိုက်ပြီးလို့လည်းပြောခဲ့ပါဗျ။နောက်ထပ်သုံးဆဲသူတူကတော့အရန်ကိုဒေါသထွက်လာခဲ့ပါဗျ။သူပိုင်ဆိုင်တဲ့ဆိုင်တွေကဇပွဲတွေကလထိုင်းတွေကိုရိုက်ခွဲခဲ့တာပါ။သူရောက်ပြီးလို့အော်ဟစ်ပြီးတဲ့နောက်မှာတော့ကျမ်းမြေပေါ်မှာလဲကျသွားခဲ့ပါဗျ။အာနာပိုင်တွေကိုတောင်ပြောင်ထားတဲ့ဗီဒီယိုတစ်ခုကလည်းအများပြားမျှဝေခံခဲ့ရပါဗျ။ဒီဗီဒီယိုမှာတရုတ်အမျိုးသားဘောလုံးအသင်းဟာတောင်ကိုရီးယားရဲ့ဒုတိယပိုင်းအသင်းကိုစူးစူးဝါရှုံးနိမ့်သွားတာကိုပြသနေပါဗျ။ ။အော်ဟိဒေါ်သားထွက်နေတဲ့ပြည်သူတွေကမတ်တက်ရက်ပြီးရှက်စရာပဲလို့အော်ဟိခဲ့ကြတာပါ။အရန်ကိုဒေါ်သားထွက်နေတဲ့အမျိုးသားတအူးကတော့ထိန်ရှားခဲ့ပါရီ။မတ်ချက်ပေးသူတအူးကတော့လုံခြုံရေးတွေကပြည်သူတွေကိုကစားသမားတွေစီမရအောင်တားထားလို့သာသူရဲရဲအော်ရဲတာဖြစ်တယ်လို့လည်းပြောပါရီ။ဒီလိုရှုံနေမှုမျိုးကပုံမှန်ဖြစ်နေပြီလို့လည်းသူကထပ်ပြောခဲ့ပါရီ။မတ်ချက်ပေးသူတအူးကဒီအခြေအနေကိုစစ်စစ်ပြီးနဲ့နိုင်ရှင်ခဲ့ပါရီ။စစ်စီဘီဟာစကားသာကြံပြီးဂျပန်အပေါ်အမှန်တကယ်မကြမ်းရဲဘူးလို့လည်းပြောပါရယ်။ထိုင်ဝမ်မတ်ချက်ပေးသူတွေနဲ့အငိမ့်စားပုံမှုချုပ် ယူပန်ကပီကျင်းဟာတကယ်တမ်းစစ်တိုက်ဖို့အရန်ကြောက်နေတယ်လို့ပြောခဲ့ပါတယ်။ဒီလိုမျိုးပြင်းထန်တဲ့စကားလုံးတွေကပြည်တွင်းကပန်းရောင်လေးများဆိုတဲ့လော်ဘီအဖွဲ့ကိုကျင်းနဲ့စေဖို့အတွက်ကြားသယုံတာဖြစ်တယ်လို့ပြောပါတယ်။သူရဲ့အစီအစဉ်က click တွေဟာဒုံရင်ပေါ်မှာလှည့်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။ပြီးမှကြီးသုံးဆွဲသူအများပြားလည်းချီးကျူးခဲ့ပါတယ်။တချို့သုံးဆွဲသူတွေကတော့ဂျပန်ကိုလှုံ့ဆော်တာဟာအမေရိကန်ကိုစစ်ကြီးညာတာနဲ့အတူတူပဲလို့ပြောပါတယ်။ဂျပန်နဲ့အမေရိကန်တို့ဟာလုံခြုံရေးစာချုပ်ရှိရဲဆိုတာကိုသတိပေးခဲ့ပါတယ်။ပြီးတော့ခွေးဥပမာတစ်ခုကိုတုံးခဲ့ပါတယ်။ ဂျိုးနဲ့ချီထားတဲ့ခွေးဟာကျဲလောင်စွာဟောင်းပေမဲ့မကိုက်နိုင်ဘူးလို့လည်းပြောခဲ့ပါရီဒါပေမဲ့ဂျိုးဖျက်လိုက်တဲ့အခါခွေးဟာဟောင်းနာကိုရက်လိုက်တယ်လို့လည်းဆိုပါရီစပီးဟောင်းနေအရိုက်ခံရမှာကိုတီလို့တဲ့ဒီလိုအခြေအနေတွေကလည်းအလားတူပဲလို့ပြောကြခဲ့ပါရီတကယ်တတိရှိရင်ကိုက်ပါလို့ပြောခဲ့တာပါ CCB ကိုစကားပြောရုံမဟုတ်ပဲအမှန်တကယ်လှုံ့ဆော်ဖို့လည်းစိန်ခေါ်ခဲ့ပါရီတရုတ်နိုင်ငံမှာလူအများပြားဟာအမှန်တရားကိုသိကြတယ်လို့လူအများပြားကယုံကြည်ကြပါရီလူတွေကကြောက်ရွံ့လို့သာတိတ်ဆိတ်နေကြတယ်လို့လည်းယုံကြည်ကြပါရီ ေါသထွက်နေတဲ့စကလုံးတွေနဲ့အချီးနှီးဖြစ်တဲ့စည်ရေးချင်းချောက်မှုတွေကိုလူတွေလစ်လူရှုနေတယ်လို့ပြောခဲ့ကြပါတယ်။အငိမ့်စားစစ်သားတချို့ကဗီဒီယိုတွေကိုတင်ခဲ့ကြပါတယ်။စစ်ဖြစ်လာရင်သူတို့ရဲ့အမိန့်တံကိုနာခံမယ်လို့ပြောခဲ့ကြတာပါ။ဒါပေမဲ့နောက်အင်တာနက်သုံးဆက်သူတို့ကတော့သူတို့ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပြောခဲ့ပါတယ်။အလုပ်ကိုကောင်းကောင်းလုပ်ပါမိသားစုကိုယူဆိုင်ပါလို့လည်းပြောပါတယ်။နေ့တက်ရောက်တော့မှဖြစ်လို့ငွေပိုးပြီးရှာဖို့လည်းပြောပါတယ်။စစ်ပွဲကမဖြစ်နိုင်ဘူးလို့လည်းပြောပါတယ်။ဘသူမှရလက်ကိုမကင်တွယ်နိုင်ဘူးလို့လည်းပြောခဲ့ပါတယ်။ အဲ့ဒီသူကစစ်ပွဲသားတကယ်ဖြစ်လာရင်လေးဘက်ထောက်ပြီးမစင်စားတာကိုဒါရိုက်ထုတ်လွှင့်ပြသမယ်လို့လည်းစိန်ခေါ်ခဲ့ပါတယ်။တခြားအင်တာနက်သုံးစွဲသူတွေကတော့ပုံတွေနဲ့ message တွေမျှဝေခဲ့ပါတယ်။တမန်လူတွေဟာလုံခြုံပြီးပျော်ရွှင်တဲ့ဘဝကိုနေထိုင်နေသေးပြီးအာဏာကအရေးမကြီးဘူးလို့ပြောပါတယ်။အုပ်ချုပ်သူကဂျပန်ဖြစ်ရင်တော့အရေးမကြီးဘူးလို့ပြောပါတယ်။လူတွေကိုကရိယာတစ်ခုလိုမဟုတ်ဘဲလူသားတစ်ယောက်လိုဆက်ဆံရတာသည်အရေးကြီးဆုံးလို့ဆိုပါတယ်။အင်တာနက်သုံးစွဲသူတွေကဂျပန်နဲ့ကတရုတ်ကိုထပ်မံကျူးကျော်လာရင်သစ္စာပေါက်တွေအများကြီးရှိလာနိုင်မယ်လို့ပြောခဲ့ပါတယ်။ ဂျပန်ကျူးကျော်သူတွေထက်တောင်သစ္စာပေါက်တွေပိုများနိုင်တယ်လို့ပြောခဲ့ပါတယ်။မှတ်ချက်ပေးတဲ့နေရာကပုံဝင်လေးလေးနဲ့ယူသဖြစ်လာခဲ့တာပါ။စစ်ပွဲဖြစ်လာခဲ့ရင်တရုတ်ဗန်ဒယောက်ကသူတို့နိုင်ငံကိုသစ္စာဖောက်မလဲဆိုတာလူတွေခံမှန်းခဲ့ကြပါတယ်။တချို့ကတန်း၈၀၀၊တချို့က၁ဘီလီယံလို့ပြောကြတယ်။တချို့က၁.၃ဘီလီယံလို့ပြောကြတယ်။ခံမှန်းချက်တစ်ခုကအနည်းဆုံး90ရာခိုင်နှုန်းလို့ဆိုပါတယ်။လူကြိုက်အများဆုံးမှတ်ချက်ကတော့တန်း900ကတရုတ်ကိုသစ္စာဖောက်လိမ့်မယ်လို့ပြောခဲ့တာပါ။နောက်ထပ်အင်တာနက်သုံးဆက်သူတို့ကလည်းအခြေအနေတွေကိုသတ်မှတ်ခဲ့ပါတယ်။ ဂျပန်ကလူမှုဖူလုံရေထောက်ပံ့ကြီးတွေဖယ်ရှားလိုက်ရင်မျိုးပြအကောင့်တွေပေါ်ရေးအရာရှိတွေကိုဖျက်သိမ်းလိုက်ရင်တနအိကိုအနည်းဆုံးယွမ်30ပြီးလူဦးရေအနည်းဆုံးတဝက်လောက်ကချက်ချင်းလက်နက်ချလိုက်မယ်လို့ပြောပါရယ်အများပြကဓာတ်အောင်နေလို့နေလို့ပြောခဲ့ကြတာပါမှတ်ချက်တွေဟာထပ်ပြီးပါလာခဲ့ပါရယ်လူတွေကငါ့ကိုလည်းထည့်ရေးတွက်ပါလို့ပြောခဲ့ကြတာပါစိတ်ရှုပ်ထွေးနေတဲ့အင်တာနက်သုံးဆက်သူတို့ချို့ကဘာတွေဖြစ်တယ်လဲဆိုပြီးလဲမေးခဲ့ကြပါရယ်။ဒီဆက်ပေါက်ဖြစ်တာဟာဒီကနေ့ခေတ်တရုတ်မှာစော်ကားခြင်းမဟုတ်ဘူးလို့လူတွေကတွေးတောခဲ့ကြတာပါ။ အင်တာနက်သုံးဆွဲသူမစ္စတာဇက်စ်ကလက်ရှိဆွေးနွေးမှုဟာတရုတ်နိုင်ငံမှာသစ္စာပေါင်းဆိုတဲ့စကားလုံးရဲ့အထိပ်ပဲကြီးမားစွာပြောင်းလဲနေပြီဆိုတာကိုပြသနေတယ်လို့ပြောပါရယ်ဒီစကားလုံးဟာအရင်ကလိုမုံတိခံရတဲ့ချမ်းသာပြီးအာဏာရှိတဲ့လူဒန်းစားတွေအတွက်စော်ကားခြင်းတစ်ခုမဟုတ်တော့ဘူးလို့သူကဆိုပါရယ်သူကပုံစံတသက်စပေါက်ဆိုတာဟာအခုအခါလူတချို့အတွက်ခေါင်းယူစရာအမှတ်အသားတစ်ခုဖြစ်လာပြီလို့လည်းရှင်းပြခဲ့ပါရယ် တမန်အလုံသမားတွေအတွက်တစုံတရာကိုတစ်ဆက်ပေါလို့ခေါ်လိုက်တာဟာအခုဆိုရင်စန့်ကျင်မှုနဲ့နိုးထားမှုဆိုလိုတယ်လို့သူကပြောပါတယ်။မစ္စတာဇက်ကသူ့ရဲ့ဂျပန်တကယ်ချင်းတအူနဲ့တရုတ်ရုပ်ရှင်အကြောင်းတစ်ခုပြောခဲ့တဲ့အကြောင်းကိုလည်းပြန်ပြောပြပါတယ်။သူကဘယ်ရုပ်ရှင်ကိုအများဆုံးကြိုက်လဲလို့မေးခဲ့တာပါ။သူ့ရဲ့တကယ်ချင်းကမပြောလို့ပဲဦးမင်းလှိုင်ကောင်းတိုက်ပွဲနဲ့ညီမြုံမိုင်းတိုက်ပွဲရွေးရုပ်ရှင်တွေကိုရွေးချယ်ခဲ့ပါတယ်။မစ္စတာဇက်ကဘာကြောင့်ဒီလိုရုပ်ရှင်တွေကိုကြိုက်တယ်လို့မိတော့တကယ်ကြီးကအမတန်ကိုမှစိတ်ဖျော်ပြမှုပေးတယ်လို့လည်းဖြေခဲ့ပါဗျ။ တရုတ်ပြည်သက်တွေကလည်းလိုမျိုးအည်သွေးညံဖြစ်တဲ့ဝါရဖြတ်မှုကိုအလေးအနက်ခံယူနိုင်တာကိုသူတို့နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ Mr. Zack ကတရုတ်လူမျိုးမျိုးဆက်ပေါင်းများစွာကိုဒီလိုမျိုး message တွေနဲ့ငယ်စဉ်ကတည်းကပုံသွင်းခဲ့တာဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါကြောင့်ဒီအရာတွေကနေလုံအောင်လွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ဖြစ်စေတယ်လို့သူကပြောခဲ့ပါတယ်။စစ်ပွဲအတွင်းဂျပန်ကကြီးမားတဲ့ထိခိုက်နေတာမျိုးတွေဖြစ်စေတာကိုလည်းသူဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ CCP ကဖြစ်စေခဲ့တဲ့ထိခိုက်နေတာမျိုးကပိုပြီးကြီးမားတယ်လို့သူကပြောခဲ့ပါတယ်။ သူကတရုတ်အစိုးရဟာအရင်ကတည်းကဂျပန်ရဲ့အတိတ်ကယာဆွေးမှုတွေကိုလက်နက်အဖြစ်သုံးစွဲခဲ့တဲ့အကြောင်းလည်းရှင်းပြပါရယ်။ဒီလက်နက်ကိုမုံတိမှုကိုဖန်တီးဖို့အတွက်သုံးခဲ့တယ်လို့လည်းဆိုပါရယ်။ CCP ရဲ့ပြောက်ကွက်မှုတွေကလည်းလူတွေကိုအာရုံလွှဲဖို့အတွက်သုံးခဲ့တယ်လို့လည်းပြောပါရယ်။ပြည်သူကိုထိန်းချုပ်ဖို့အတွက်သုံးခဲ့တယ်လို့လည်းပြောပါရယ်ဂျပန်ဟာ CCP တရနိုင်ငံရေးအထောက်အကူပြုပစ္စည်းတစ်ခုလို့သာအဓိကအသုံးတော်ခံရတယ်လို့သူကဆိုပါရယ်ဒီအခြေအနေကအခုအခါမှာပြောင်းလဲနေပြီလို့လည်းသူကပြောပါရယ် CCP ကိုတိုက်ရိုက်စိန်ခေါ်နေတဲ့အားကောင်းတဲ့ဂျပန်ခေါင်းဆောင်တူအောက်က တရုတ်လူမျိုးအများပြားစူးစမ်းခြင်းစိတ်တွေဝင်နေတာကိုလည်းသူကပြောခဲ့ပါတယ်။သူတို့ဟာနှစ်နိုင်ငံကြားကစစ်မှန်တဲ့တပိုင်းကိုအခုသိချင်နေကြပါပြီ။သူကမကြသေးခင်နေ့တွေအတွင်းလှိုင်းကောင်းတိုက်ပွဲနဲ့မြေမြုံပိုင်းတိုက်ပွဲတွေရဲ့နောက်ွယ်ကအဖြစ်မှန်တွေဟာပေါ်ပေါက်နေပြီလို့လည်းပြောခဲ့ပါတယ်။ဒါက CCP အကြောင်းဆုံးအရာလို့လည်းသူကဆိုပါတယ်။တရုတ်ပညာရှင်တွေကအမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတယ်လို့လည်းပြောပါတယ်။သူတို့ဟာတရားဝင်ရုပ်ရှင်ဇာတ်လမ်းတွေနဲ့စန့်ကျင်ဘက်ဖြစ်တဲ့အစိုးရခန့်စားတွေကိုထုတ်ပြန်ခဲ့တယ်လို့လည်းဆိုပါတယ်။သူကလှိုင်ကောင်းတိုက်ပွဲ တကယ်ဖြစ်ခဲ့တာကိုလည်းရှင်းပြခဲ့ပါတယ်။ဂျပန်တပ်တွေရှေ့ကိုရွှေ့လာတဲ့အခါ CCP ရဲ့အထမလမ်းကြောင်းတပ်မတော်ဟာဆုတ်ခွာခဲ့တယ်လို့လည်းသူကပြောပါတယ်။ဒီစစ်တပ်ဟာရွာသားတွေကိုဥမေလှိုင်ကောင်းတွေထဲမှာထားပစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီရွာသားတွေကိုအဲ့ဒီကိုသွားဖို့မမိန်ပေးခဲ့ပါတယ်။သူတို့ဟာလူသားတိုင်းကတွေနဲ့ငားစာတွေဖြစ်သွားခဲ့တဲ့အကြောင်းလည်းပြောပါတယ်။အများပြတည်ဆုံခဲ့တယ်လို့ဆူဆူဝါဒဏ်ရာရခဲ့ကြတယ်လို့လည်းဆိုပါတယ်။အဓိကဒီ community တပ်တွေဟာပြန်လာခဲ့ပြီးကုညီခြင်းလုံးဝမရှိခဲ့ပါဘူး။အဲဒီနောက်သူဟာက တိုင်ဟုံတောင်တန်းမှာတကယ်ဖြစ်ခဲ့တဲ့မြေမြုံပိုင်းတိုက်ပွဲကိုလည်းရှင်းပြပါရယ်။ဒေသခံတွေဟာမြေမြုံပိုင်းရဲ့အန္တရာယ်ကိုသိကြတယ်လို့လည်းသူကပြောပါရယ်။သူတို့ကဒါတွေကိုအတုံးပြူတာကိုပြည်မစ်တရန်ဆန့်ကျင်ခဲ့တယ်လို့လည်းဆိုပါရယ်။သူတို့ဟာ DBC ကိုလုံးဝမလုံခြင်းခဲ့ကြပါဘူး။ဂျပန်စစ်သားတွေကမိုင်းတွေကိုတက်နေမိတာရှားတယ်လို့လည်းပြောပါရယ်။ထိခိုက်ခံရသူအများစုကတရုတ်အရက်သားတွေဖြစ်ကြပါရယ်။ရွာသားတွေကမိုင်းကိုမြုပ်ဖို့ညှင်းဆိုကြပါရယ်။ CCP ကလည်းသူတို့အတင်းကျပ်လုခိုင်းတယ်လို့ပြောပါရယ်သူတို့ကမိုင်းတွေကိုလူတွေကိုကာကွယ်ဖို့အတွက်ခြားထားတာမဟုတ်ပါဘူး အရပလမ်းကြောင်းတက်မတော်ဆုတ်ခွာတာကိုကြွားကဖို့အတွက်ချထားတာပါဂျပန်စစ်သားတအုပ်ကမိုင်းကိုနှိမ့်မိတော့အရန်နောက်ကျနေပြီလို့ပြောပါရယ်အရပလမ်းကြောင်းတက်မတော်ဟာလွတ်မြောက်သွားခဲ့ပြီဖြစ်တယ်လို့လည်းဆိုပါရယ်ရုပ်ရှင်တွေကတော့တက်ကြီးမားတဲ့အောင်ပွဲကိုပြသခဲ့တယ်လို့သူကပြောပါရယ်ဒါပေမဲ့အမှန်တရားတော့အချိန်ချင်းရှုံနေခြင်းဖြစ်ပါရယ်ကွန်မြူနတီတွေဟာဒီစစ်စင်ရေးတွေမှာအချိန်တိုင်းရှုံနေခဲ့တယ်လို့ဆိုပါရယ်သူကဂျပန်နဲ့စစ်ပွဲမှာတကယ်တက်စပါဟာ CCP ကိုတီထောင်ခဲ့တဲ့ခေါင်းဆောင်ပဲဖြစ်တယ်လို့လူတွေကိုယုံကြည်စေခဲ့ပါတယ်။ သူကအမှတ်တမ်းတွေအရ1956ခုနှစ်နဲ့1964ခုနှစ်ကြားမှာဂျပန်ရာရှိတွေကမော်စီတုံကို9ကြိမ်တောင်းပန်ခဲ့တယ်လို့ပြသတဲ့အကြောင်းပြောခဲ့ပါတယ်။ဒီတောင်းပန်မှုတွေဟာတရုတ်ပြည်ကိုလာရောက်လည်ပတ်စဉ်အတွင်းဖြစ်ပွားခဲ့တာပါ။မော်ကတောင်းပန်မှုတွေကိုအချိန်တိုင်းပယ်ချခဲ့တယ်လို့သူကပြောပါတယ်။မော်ကဂျပန်ရဲ့ကျူးကျော်မှုတွေအတွက်ကျေးဇူးတင်ခဲ့တယ်လို့လည်းဆိုပါတယ်။ကျူးကျော်မှုက CCP ကိုကြီးထွားစေပြီးအာဏာရစေဖို့ကူညီခဲ့တယ်လို့မော်ကပြောခဲ့ပါတယ်။အဲဒီနောက်သူက1982ခုနှစ်စက်တင်ဘာလအစည်းအဝေးကိုဖော်ပြခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကာကုတာနာကာကပီကျင်းကိုလာရောက်ပြီးဆုံနမ်ဟိုင်မှာမော်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းသူပြောပါရယ်တာနာကာကစစ်ပွဲအတွက်နောင်လာရတဲ့အကြောင်းလည်းပြောခဲ့တယ်လို့ဆိုပါရယ်တရုတ်အတွက်ကြီးမားတဲ့ဆင်းရဲဒုက္ခတွေဖြစ်စေတယ်လို့လည်းသူကပြောခဲ့ပါရယ်မော်ကသူ့ကိုစကားဖြတ်ခဲ့တယ်လို့လည်းဆိုပါရယ် ဒီစကလုံးလေးကအားနေလွတ်နေလို့မော်ကပြောခဲ့ပါတယ်။အဲဒီနောက်မော်ကဂျပန်ကိုထပ်မံကျေးဇူးတင်ခဲ့တယ်လို့သူကပြောပါတယ်။ဂျပန်မရှိရင် CCP နဲ့ကုမ္ပဏီတွေပူးပေါင်းဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့မော်ကပြောခဲ့တယ်လို့ဆိုပါတယ်။ CCP ဟာပို့ပြီးအားကောင်းလာနိုင်မှာမဟုတ်ဘူးလို့မော်ကပြောခဲ့ပါတယ်။သူတို့အာဏာရလာမှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။မော်ကဒီကြွကြွမှုကိုမကောင်းတဲ့အရာကနေကောင်းတဲ့အရာဖြစ်လာစေတယ်လို့ခေါ်ဆိုခဲ့တယ်လို့လည်းဆိုပါရီ ဒါဟာမော်ကဂျပန်ကိုကျေးဇူးတင်တဲ့အကြောင်းပြည်သူလူထုကိုနောက်ဆုံးပြောခဲ့တဲ့စကားဖြစ်တယ်လို့သူကပြောပါရယ်။ဒါကတန်ပေါင်းများစွာတွေရဲ့ဆင်းရဲဒုက္ခထက်အာဏာကိုပိုပြီးဂရုစိုက်ခဲ့တယ်ဆိုတာကိုပြသနေတာပါ။ဒီချက်လက်တွေဟာပြည်ပသတင်းအရေးမြစ်တွေကနေပြည်မာကြီးတရုတ်နိုင်ငံတဲ့ကိုတဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်လို့လည်းသူကပြောပါရယ်။ဝါရဖြန့်မှုတွေကြောင့်လမ်းမရောက်ခဲ့တဲ့လူအများပြားဟာအခုအခါမှာတော့လိုထလာကြပြီလို့ဆိုခဲ့ပါရယ်ခင်ဗျာ။